မင်္ဂလာပါရှင်ကျမကတော့ matric college season နဲ့ banking credit analysis သင်တန်းမှာသင်ကြားပေးသွားမယ်ဆွေးစင်အောင်ဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ banking credit analysis သင်တန်းဟာဆိုရင်အချိန်ငွေတစ်ခုထုတ်ချရဲ့အခါမှာ borrower ရဲ့ credit worthiness ကိုတိုင်းတာချက်တွေ credit appraisal တစ်ခုကိုကောင်းကောင်းမွန်မွန်ဘယ်လိုရေးရမလဲဆိုရင်အထောက်အကူပြုပေးမယ်အချက်လက်တွေကိုသင်ကြားပေးသွားမယ် class တစ်ခုပဲဖြစ်ပါတယ်ရှင် BCA class မှာဆိုရင်တော့ချင်းွေသုံးသက်သူရေအပြင်ကို credit ရဲ့ circuit တစ်ခုလုံးရန်တရာချင်းွေရန်တရာတစ်ခုလုံးမှာပါတယ်ဘယ်သူမဆိုပါဝင်တက်ရောက်ပြီးတော့သူတို့သိရှိရမယ်ဘ ഹു တုတတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင် credit တခုကို ရေရောမယ်ဆိုရင်လိုအပ်တဲ့ business ကိုဘယ်လို analyze လုပ်ရမလဲ industry ကိုဘယ်လို analyze လုပ်ရမလဲ customer တွေကို management တွေကိုဘယ်လိုမျိုးကြည့်ရမလဲဆိုတဲ့ဟာတွေကိုလည်းအသေးစိတ်သင်ပြပေးသွား ောင်းမှာဖြစ်ပါတယ် customer ရဲ့ borrower ရဲ့ performance financial performance တွေ operation performance တွေကိုလည်းတည်တည်ကြပ်ကြပ်စာတွေလက်တွေတင်ကြားပေးသွားမှာဖြစ်ပါတယ်ရောချင်းငွေတစ်ခုကိုတုံးတက်တဲ့အခါမှာလိုအပ်တဲ့အာအခြေခံသဘောတရားတွေစာချုပ်စာရန်လိုအပ်ချက်တွေ rules and regulation တွေအပြင်ကို credit scoring တွေ risk rating တွေကိုပါတိတိကျကျထထဲဝုံဝုံသင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်ချင်းငွေထုတ်ချီးလိုက်တဲ့ ချိန်ကနေစပြီးတော့နောက်ပိုင်းပြန်လည်ဆက်တဲ့အထိသတန်း6မှာလိုအပ်တဲ့ monitoring ကိုလည်းဘယ်လို monitoring တွေကိုဘယ်လိုအချိန်မှာပြုလုပ်ရမလဲဆိုတာကိုလည်းတကယ်လည်းအပြင်မှာဖြစ်ခဲ့တဲ့အလက်တွေအဖြစ်ပြက်တွေနဲ့နိုင်ရှင်ပြီးတော့သင်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ ဒီငွေကိုသုံးသက်တဲ့အခါမှာဒီ industrial ကိုဘယ်လိုသုံးသက်မလဲသူနဲ့ပတ်သက်တဲ့ဘာ method တွေရှိလဲဒီ method တွေကိုပါထည့်ပြောသွားမယ် business analysis business ကိုဘယ်လိုသုံးသက်မလဲဘာ method ဘာ method တွေနဲ့သုံးသက်မလဲ management နေသူ့ကိုယဉ်ကြီးမြုံနှံတဲ့ company ကိုယဉ်ကြီးမြုံနှံထားတဲ့သူတွေကိုဘယ်လိုမျိုး အာဆိုစစ်သွားမလဲဆိုတာတွေပါ ပါရှိမှာဖြစ်ပါတယ်အဲ့လိုပဲ financial performance ကိုကြည့်ရတဲ့အခါမှာလည်း financial key financial ratio တွေကိုဘယ်လိုတွက်ချက်မလဲအဲ့ဒီ key financial ratio တွေကနေပြနေရဲ့ signal တွေ indication တွေကိုကြည့်ပြီးရောဒီ company ရဲ့ financial performance ကိုဘယ်လိုမျိုးတိုက်တာမလဲဆိုတာကိုကြည့်သွားမှာပါ ပြီးတော့ credit analysis class မှာဆိုရင်ချင်းငွေရန်တရားတစ်ခုလုံးရဲ့အစင်စင်ကိုတည့်အထက်ထက်ဝုံဝံသင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင် credit analysis class ကနေပြီးတော့စာတွေအပြင် net တွေအဲ case study တွေနဲ့သင်ကြားသွားတဲ့အတွက်ကြောင့်မလို့ဒီအဲသင်တန်းကိုအဲ credit analysis process မှာပါဝင်တယ်အ credit analyst တွေ underwriter တွေ credit စာကဲတစ်ခုလုံးမှာပါတယ်ဘာသူမဆိုဒီတန်းအောင်တက်ရောက်နိုင်မှာဖြစ်ပါတယ်အဲ့ဒီတော့ဒီသဏ္ဍာန်ကိုတက်ချင်းအဖြစ်လဲ ပထမအဆုံး document ဆပြီးတော့ collect လုပ်တဲ့နေရာနေဆပြီးတော့ချင်းွေ approve တင်တဲ့အထိချင်းွေကြပြီးလို့ထုတ်ချပြီးသွားတဲ့အခါနေပြီးတော့ချင်းွေပြန်မဆက်မချင်းလိုလိုအပ်တဲ့ monitoring နေအထိကိုပါနားလည်နိုင်မှာဖြစ်ပြီးတော့ချင်းွေနဲ့ပတ်သက်တဲ့ market trend တွေ market ထဲမှာ ရှိနေတဲ့ rules and regulation တွေအပြင်တခြားသောပို့မှုသုတများစွာကိုလည်းရရှိနိုင်မှာဖြစ်ပါရဲ့ရှင်